အရသာရှိတဲ့အကင်မျိုးစုံကိုမကြီးဆော့ကောင်းကောင်းနဲ့ dress လို့ရမယ်အပြင်တခြားအတုပ်စားစာကြီးလည်းရတယ်ဈေးလေးလည်းတက်တာပြီးတော့ထိုင်းလို့ကောင်းမဲ့ဆိုင်လေးဆိုင်နဲ့မိတ်ဆက်ပေးပါအောင်ခင်ဗျာကိုယ်ပါမလဲရှင်အမလဲဆိုတော့ကိုယ်လည်းပြေတကွเนาะရောက်ခွေးရမယ်ဝင်ငါတကွဟမ်အဲ့ဒါမရဘူးရှင်ဟုတ်လားအဲ့ဆိုကိုမီးရှင်တကွရှမ်းကောက်ဆက်တကွရမယ်အဲ့ဒါလည်းမရဘူးရှင်ဟုတ်လို့ဥစ္စာလည်းဘာမှမပါဘာမှလည်းမရဘူးကိုယ်ရောက်မယ်ဘုရားဆိုင်ဟုတ်ဟုတ် တာပဲဟုတ်ကဲ့စီးနေခွင့်ရတယ်ဒီဆိုင်ရဲ့ရောင်းအချက်ကတော့မနက်ခင်း9:00နာရီလောက်ဆိုင်စားဖွင့်နေရလူကြီးစီးတဲ့တာညအထိပဲမနက်စာဆိုင်နေတော့မှားတယ်ဒီဆိုင်လေးတော့ပြင်မနာသူတွေတော်တော်များသိကြမယ်လို့ထင်ပါတယ်အရင်ပေါင်းလောင်းအကစားကွင့်ရှိမှာဖွင့်တာအခုနောက်ပိုင်းတော့ဒီနေ့စီဝိုင်းဟိုဘက်ပြင်မနာလမ်းဟောင်းဘက်ရောက်သွားတာပါဒီဆိုင်မှာကအကင်လေးတော်တော်များဆုံဆုံနေရတာတွေ့ရတယ်ပြီးတော့အပေါ်တကောအောက်ထက်ကောနှစ်နေရာလုံးမှာထိုင်ရတာလည်းအဆင်ပြေပါတယ် ကဲအဲ့တော့တပတ်တာလုံးပဲမင်္ဂလာမြတွေကိုအေးဖြောပြစ်လောက်မယ်ဗျာအားလုံးပဲချီးရပြီးရောတကြိုက်တည်းမို့ပြမယ်ဗျာကြည့်လိုက်ပြီးတော့ကျွန်တော်ဘီယာတစ်ခါတစ်ခါတောက်လို့ရှိရင်အနည်းဆုံး15ခန်းလောက်ကုန်တယ်အဲ့တော့ဘီယာတောက်ပြိုင်မွေးလေးပါရှိရဆိုလို့ရှိရင်လက်တို့သွားကြအောင်ဘဇုံပေါ်ကျော်လေးကနေစပြီးတော့မြည်ကြည့်လိုက်တယ်ပူပူလေးဆိုစားလို့တော့တော်တော်ကောင်းတယ်ဘဇုံလေးကရှိုးနေပါပဲอืม ဒီဆိုင်ရဲ့အခောက်ကင်ကြော်လေးကလည်းစားလို့ကောင်းတယ်အခောက်လေးကလည်းကျွရပြီးတော့ထဲကအသားအစီလေးကလည်းအိဆက်နေတာပဲဒါလေးတော့ငားကင်ဇလာပီကငါ့ကိုတုံးထားတာဒိုင်းဆိုရီပါရောလုံးဝမနံဘူးတန့်နေလို့ပြောလို့ရတယ်ကင်ထားတာလည်းအနေတော့ပဲမကြက်တာတော့တူးသွားတော့မရှိဘူးငါ့ရဲ့အသားလည်းရှုံမြအိဆက်မှုေးကြိုင်နေတာပဲငါးကင်လေးကိုမကြီးဆော့ပရင်တာတွဲစားကြည့်လိုက်ဗျာတော်တော်ရတာရှိတာမကြီးဆော့ကတကယ်တော့လိုက် ငါးကင်နဲ့ဘီယာဆိုရလဲတော်တော်လေးကိုလိုက်တာနော်အာဘီယာလေးတောက်လိုက်ငါးကင်လေးစားလိုက်နေတော်တော်လေးကိုမိုက်တာဒါလေးတော့စိတ်ဦးချမ်းဟင်အယောင်တော့သိမ့်မကြိုက်ပါဘူးတော်တော်လေးဝါနေလို့ထင်တယ်အရသာတော့မစိုးဘူးနှိမ့်နှံကင်းနဲ့ပင်စိမ့်နဲ့တင်းတင်းနဲ့တောက်လို့ကောင်းတယ်အာကျွန်တော်တော့ဘီယာတောက်တယ်ဆိုလို့ရှင်ဟင်းရီပိုင်းနဲ့တိတ်မမီတတ်ပါဘူးအဲတချို့ကြောက်လဲဘီယာတောက်ပြီးဟေ့ဆိုလို့ရှင်အေးတောင်လေးပါမဆိုတဲ့အဖွဲ့လဲတသက်ကိုရှိတာဒါလေးကတော့ကျွန်တော်အကြိုက် စိတ်သားကင်စိတ်သားလေးကနူးဤပြီးတော့စားတာတော်တော်ရတာရှိပါတယ် တညင်းတိကြတဲ့အဖွဲရောရှိလားတညင်းတိတော့ကျမ်းမိုက်တော့မကောင်းဘောနော်ဒီအကင်လေးကတော့ပူပူနွေးနွေးဆိုလို့ရှင်စားလို့ကောင်းတယ်အေးသွားလို့ရှင်တော့မဆက်စနဲ့သိပ်မကောင်းတော့ပါဘူးကစွန်ရလေးလည်းလုံးဝကစွန်ရဲ့အဆက်အတိုင်းပဲဗျာဘဲဘီယာဆိုင်မဲ့ရောက်ရောက်ကစွန်ပလိန်တက်မာတဲ့ကောင်တွေလည်းတသက်ကိုရှိသေးရနော် ဗီဒီယိုလေးတော့တော့ပါပဲကျွန်တော်တို့အေးအေးဆေးဆေးနဲ့ဆက်တောက်လိုက်ပါအောင်မယ်အဲ့တော့ဒီဆိုင်မကအစားတောက်လေးမစိုးဘူးဈေးလေးလေးသက်သာတယ်ပြီးတော့ဒီလမ်းမကြီးပေါ်မှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်လိုခိုးသွားရတဲ့လူတွေကတော့တော်တော်လေးကိုအဆင်ပြေတဲ့ဆိုင်လေးဆိုင်လေးဖြစ်ပါတယ်ဆိုင်လေးစာလေးကတော့နေပြီးတော့ပြင်းမနာရန်ကုန်မလေးလက်ဟောင်းနေအောင်ပြအိမ်မဟုတ်ဥပောက်တဲ့ဝင်သွားရောက်ပါတယ်ခင်ဗျာနေပြီးတော့အတွင်းအိမ်လေးရောက်မအောင်သုံးဆောင်တော့ဘက်ကကျွန်တော် NPD delivery တွေကိုဆက်သွက်လိုက်ပါ